။ကဲဒီတစ်ခါမှာတော့အရင်လေးကလုတ်ပြထားတယ်။မကွန်းရှက်ငါးကနေအသားတွေချစ်ထုတ်ပြီးမဆုပ်လုံးလေးတွေကိုရေနဲ့ပြုတ်ပြီးတော့အခဲခဲနဲ့မှာထည့်ပြီးတင်ထားခဲ့တဲ့မဆုပ်တွေကိုဒီနေ့ချက်ပြပါမယ်။အရင်ဆုံးအခဲရက်ကြီးတင်ထားတဲ့မဆုပ်ပြားတွေကိုအရေးဖြောမယ်။ချက်ကျင်တလောက်ခွဲပြီးပကံလုံးတစ်ခုရဲ့ကိုထည့်လိုက်။ရေပြောဖို့စီရီယားမိုက်ခရိုဝေ့ဖ်ကိုတုံးထားပါတယ်။တကယ်လို့မိုက်ခရိုဝေ့ဖ်မတုံးချင်ဘူးဆိုရင်မနေ ရညတွေကကြိုပြီးတော့အေးကန်းတွေကိုထုတ်ထားပေးလို့ရပါတယ်။အခုဆိုရင်တော့မဆုတ်ပြားလေးကိုအေးပျော်သွားပါပြီ။ကျွတ်တော်နီးကျွတ်တုံပြူထည့်ပြီးတော့ကြိတ်မယ်။ရရင်တော့ခမဖေတာခရင်ကျင်ဒီကိုလည်းချက်ရံတွေအောင်လို့ကြိတ်ထားပေးလိုက်မယ်။ရရင်ခနာဖေတာ ပြီးရင်တော့ငဆုပ်ပြားလေးတွေကိုအပွန်ရံလေးတွေတင်းသွားအောင်လို့ကြော်ပေးလိုက်အပွန်ရံလေးတင်းအောင်ပဲကြော်ပေးပါအရန်ကြော်ပြစ်ခဲ့ရင် မာပြီးတော့စားရတာအရန်ဝါနေရပါလိမ့်မယ်ပြီးရင်တော့ချက်သွန်ကြီးချက်သွန်ကြီးချိတ်ထားတာကိုထည့်ပြီးစီးတတ်ကျက်သွန်လေးတွေအရောင်ပြောင်းလာပြီဆိုတော့မှစွန်းနှုတ်နဲ့မြေုပ်တိမုတ်ထည့်ပြီးမြေုပ်တိမုတ်တွေချက်သွန်အောင်စီးတက်ပေးပြီးရင်တော့ခုနကကြိတ်ထားတဲ့ခရမ်းကျင်ကြီးတွေပါထည့် လုံးဝအောင်လို့အဖိုးလေးနဲ့အုပ်ထားပေးလိုက်။ခင်းချင်းလေးလေးနောသွားပြီဆိုရင်တော့အနှစ်ရောင်လို့ရေလေးနဲ့ထည့်ပြီးတော့တစ်ချက်ထားလိုက်။အရသာအတွက်ကတော့စားငပြရည်နဲ့တကြားလေးနဲ့နဲ့ထည့်ပြီးတော့အဖိုးအုပ်ပြီးတင်ထားပေးလိုက်မယ်။ခင်းချင်းလေးလေးအနှစ်ပြက်လာပြီဆိုတော့မှခုနကကြော်ထားတဲ့ဆုပ်ကလေးကိုထည့်ပေးလိုက် ။အကြသားတွေအထဲနဲ့စိတ်ဝင်အောင်လို့အပွန်းလေးအုပ်ပြီးတော့ခဏလောက်တည်ထားပေးလိုက်။အကြသားကအချင်းတလေးနည်းနည်းလုံနေလို့မကြီးအနှစ်လေးနည်းနည်းထည့်ပေးလိုက်တယ်။အကြသားအနေတော်ပဲဖြစ်ပြီးဆိုရင်မြူသီးစိတ်နဲ့နနံပင်လေးအုပ်။ခဏလောက်မှွေပေးပြီးလိုက်ရင်တော့အနံလေးအရန်ကိုမှွေးနေတဲ့ငဆုပ်ဟင်းချင်ဆက်လေးကတော့အစင်းသင်းဖြစ်နေပါပြီ။ ပြီးရင်တော့အလှဆင်ဖို့နာနမည်လေးကိုပြောလိုက်မယ်ပြီးရင်ဟင်းပွက်ပြင်းဟင်းနဲ့လေးကလည်းမှုရနေရပဲဒီရင်တစ်မျိုးတည်းနဲ့ကရင်ဘာမှမလိုတော့ပါဘူးโอ้အနံလေးကမှွေးနေရပဲချစ်တငယ်ချင်းတို့စားပါဦးဘိုက်စားနေပြီဆိုတော့ဆွဲပြီ โอ้ခရမ်းကြီးဒီအနှစ်လေးနဲ့အရန်ကိုစားလို့ကောင်းတယ်ငပယ်လေးကလည်းအိနေရပဲဒီဟင်းတစ်မျိုးရဲနဲ့တည်းအရန်ကိုစားလို့ကောင်းနေပါပြီစစ်တငယ်ချင်းတို့လည်းလိုက်ချက်ကြည့်လိုက်တော့နော်ကဲစားပြီဆိုရင်တော့ထုံးစံတိုင်းသေးကြောရေတုပ်ဝင်းနဲ့အုပ်